ာပါခင်ဗျာမင်္ဂလာပါရှင်ဒီကနေ့ဩဂုတ်လ10ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေကကောင်းတို့ရရာသတင်းတွေကိုကောင်းတို့တင်ဆက်ပေးမယ့်အစီအစဉ်ပထမပိုင်းဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်စုတီယာနဲ့အတူကျမယမင်းတို့ကလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကိုစုတီဟာရေဒီနေ့သတင်းစာချန်နယ်တွေကဘလို့ကောင်းစီနဲ့ထွက်ရှိလာတယ်မသိဘူးဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒီ Wise Daily ရဲ့ညနေဖုန်းမှာတော့ Ebola virus ဖြစ်ပွားသူများအတွက်ဆေးရုံများစီစဉ်ထားဖို့ဆို Daily 11ရဲ့ညနေဖုန်းမှာတော့ နေပြည်တော်အာဆီယံဆွေးနွေးပွဲကာလတွင်တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍တရုတ်ဘက်ကတင်းမာစွာတုံ့ပြန်ဆယ်ဘက်ဒေးလီသတင်းစာရဲ့မျက်နှာပေါ်မှာတော့ပါတီကြီးနှစ်ခုကြားဖြတ်အတွက်ကိုယ်စလဲလောင်းများ စတင်ရွေးချယ်ဆိုပြီးတော့ဟိုဖော်ပြထားပါတယ်မယမင်းကရောကျွန်တော်တို့အေရီရာအဘော်တဲ့ကဘယ်အေရီရာအဘော်လေးကိုဖတ်ပြမလဲခင်ဗျာဒီ voice သတင်းစာထဲမှာပါတဲ့အေရီရာအဘော်ကတော့ကိုခန့်အားတဲ့မြမလူမှုပတ်ဝန်းကျင်ကနေပြီးရိုးရာရင်ကျင်းမှုထုံးတမ်းစင်တာတွေအခြေခံလူကျင်းဝင်နဲ့ တော့ကနေရီကိုအလေးထားလိုက်နာတဲ့သူတွေနဲလာပြီလားဆိုတော့တွေးစရာဖြစ်လာပါတယ်နေ့စဉ်ကြုံတွေ့နေရတဲ့ကိစ္စတွေထဲမှာဆိုရင်ဒီလိုစိတ်မသက်မသာဖြစ်ရတဲ့ကိစ္စတွေကအများကြီးပါပဲတဲ့ဒီအပေါ်ယံဝတ်စားစင်မှုနဲ့စကားပြောဆိုပုံကိုကြည့်ပြီးတော့သူ့ရဲ့အစင်တန်းကိုခွဲကြမလားမီဒီယာတွေမှာရေးသားထုတ်လွှင့်ပြသတင်ဆက်မှုတာကြည့်မလားရုပ်ရှင်ဂီတနယ်ပယ်ကအမှုပညာသမားတွေရဲ့ဇလန်းဆက်ကွက်ဟန်အမှုရဇဝင်ပြောစကား စကားသုံးနှုန်း၄တန်းအနည်းအမြင့်တွေကိုပဲကြည့်ရမလားလူမှုရေးဆိုင်ရာမင်္ဂလာပွဲမွေးနေ့အခမ်းပွဲတွေကြည့်မလားကျွန်တော်တို့ရဲ့ယဉ်ကျေးမှုရေးချိန်မြင့်သလားနေလာသလားဆိုတာဟိုးတဲ့ခွဲကြရခတ်နေပါပြီတဲ့မင်္ဂလာယူချက်တွေယူနေတဲ့အလူမင်္ဂလာပွဲတွေမှာဆိုရင်တဲ့အနက်ရောင်ဝက်ဆက်ပေါင်းလဲစကက်လဲဟိုက်ဂျိုင်းပြက်ရှော့ပင်ဘောင်းမီအပြဲ မယူမသိဘန်စကားစတစ်ကရိုက်တီရှပ်နဲ့ပျောင်ပျောင်တင်းတင်းဝတ်လာတဲ့လူတွေလည်းတွေ့လာပါတယ်။ဒါတချို့အခမ်းအနားတွေမှာအခမ်းအနားနဲ့မလိုက်ဖတ်တဲ့ဝတ်စားစင်မှုတွေဝတ်လာတာတွေကိုသူကပြောထားတာပေါ့နော်။ဟုတ်ကဲ့ပါဖက်ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာတချို့ ကစင်ကြားလေးရှိနေသေးတယ်ပေါ့နော်ဟုတ်ကဲ့ပြီးတော့ဒီ bus car line တွေပေါ်မှာမျိုးပတ်ရထားတွေမှာဒီလူရုတွေကြားထဲမှာပေါ့အများနဲ့ဆိုင်တဲ့နေရာမှာတယ်လီဖုန်းကို OG ဟစ်ကျဲပြောတာတွေအစီဝေခန်းတွေမှာဆိုရင်ဖုန်းတန်မပိတ်ဖဲနဲ့ထားတာတွေကားမောင်းနေရင်ဖုန်းပြောတဲ့ဟာတွေလည်းအများကြီးတွေ့လေရပါတယ်တဲ့ဟုတ်ကဲ့ဒီတချို့အခမ်းအနားကြီးတွေမှာဆိုရင်ဒီအခမ်းအနားရဲ့တာဝန်ရှိသူတွေကိုယ်တိုင်ဟို ကားသူများတွေပြောနေတဲ့အချိန်မှာဟန်ဖုန်းတန်ကိုလင်ကိုလင်နဲ့ဆက်ပြီးတော့ကျဲလာတာမျိုးတွေအများကြီးဟုတ်တယ်ဒီလူစီကားတဲ့နေရာတွေမှာဒီအများနဲ့ဆိုင်တဲ့နေရာတွေမှာပေါ့နော်ဒီစစ်လိတ်တွေတထောင်းထောင်းတောက်နေတဲ့လူတွေတဲ့အဲ့ဒါတွေအများကြီးရှိပါတယ်တဲ့ဒီရုပ်ရှင်တွေထဲမှာဆိုရင်ဗီယာအရက်ထမ်းရင်တောက်ခန်းနေရို့တဲ့ဇိမ်ပြေနေပြေထဲရိုက်ကွန်ရစားပြီးတော့ကွန်ဒရစီကမ်းမဲ့ထွေးတာတွေရိုက်ပြီးရန်စီကမ်းမလိုက်တာပဲနဲ့လူကူးမြင်ကြရနေမကူးပဲနဲ့ ဒီလိုဖြစ်ခဲ့တဲ့ကူးနဲ့ဟာတွေကိုရိုက်ပြထားတယ်ပြီးတော့ကိုထက်အသက်ကြီးတဲ့မိဘအညီကိုမောင်နှမတငယ်ချင်းမိတ်ဆွေတွေကြားမှာမရင်ကျေးတဲ့ကိုဟန်အမူအရာစကားအသုံးနှုံးတွေတဲ့မကြခဏထည့်ပြတာတွေကိုလည်းတွေ့ရပါတယ်တဲ့ဆေးမင်းကြောင့်လိုမျိုးမဟုတ်ဘဲနဲ့ဒီတက်တူဘရဘွားအဲတက်တူကိစ္စပါလာတယ်ဟုတ်ပါတယ်တက်တူတော့ချင်းချင်းမှုတစ်ခုလိုဖြစ်လာတာဟုတ်ဟုတ်ကဲ့စတေရှိုးပွဲတွေနိုင်ကလပ်တွေဒီအဲ့လိုနေရာမျိုးတွေမှာဝတ်စားစင်ရင်နဲ့ ပုံစံတွေကလည်းအရန်ကိုရဲတွင်းလွန်းလာနေပါပြီတဲ့။ तू ကတော့ဒီအဲအဲအဲဒါရဲ့အာဘောပေါ့နော်။ तू ရဲ့အယူဆလေးတွေ तू ရေးပြထားပေါ့။ဘာဖြစ်ဖြစ်ဒါတွေကခစ်တဲ့ကဘာတွေကိုတိုးဝင်လာတဲ့အခါမှာမဖြစ်မနေရင်ဆိုင်ရမယ်ရေစည်းချောင်းတွေပါပဲတဲ့။ရေစည်းချောင်းဆိုတာတိတ်ပြောတင်းခံလို့လည်းမရအလျှော်ပေးလို့လည်းမရပါဘူးတဲ့။အလိုက်တဲ့အလျားတစ်ဖြစ်အောင်လို့လုပ်တာပဲ။အစင်ပြေပါမယ်လို့ तू ကပြောထားတယ်ပေါ့နော်။ဒါတွေကို ဟိုအလိုက်တဲ့အလှရတဲ့လက်ခံနိုင်မှုဆိုတာကလေကိုခံအားကောင်းမှရမယ်လို့ဒီအဲ့ဒါသူ့ရဲ့အတွေ့အမြင်တွေကိုရေးထားတာပေါ့နော်တခုရှိရအဲ့ဒီအကိုကျွန်တော်ဒီနည်းနည်းလေးစားတာလေတည်တည်ဆိုင်ဆိုင် night club တွေဘာတွေအကြောင်းတွေကတည်တည်ဆိုင်ဆိုင်ရေးပြထားတာပေါ့နော်ဟုတ်ကဲ့အဲ့ဒီကဝတ်စားစင်မှုတွေတော့သူကလေအသေးစိတ်တော့ရေးပြထားတာပေါ့နော်ဟုတ်ကဲ့ပါနည်းနည်းလေးတော့ကြော်ဖတ်ပေးထားတယ်ဟုတ်ကဲ့ပါကျွန်တော်တော့ဒီဒီနေ့ထွက်လာတဲ့ daily 11ရဲ့တည်င်းထားတဲ့တည်င်းတပုတ်ဖတ်ပြချင်ပါတယ် ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲမှုများအချိန်မြင့်ရင်လိုအပ်ကြောင်းမြန်မာခေါင်းဆောင်များကိုဂျွန်ကယ်ရီသတိပေးဆိုတဲ့သတင်းလေးဖတ်ပြချင်ပါတယ်။ဒီအခုကျွန်တော်တို့နိုင်ငံကိုရောက်ရှိနေတဲ့ဂျွန်ကယ်ရီကနေပြီးတော့ဒီမြန်မာနိုင်ငံမှာဒီမိုကရေစီအချိန်မပြတ်ဆက်ပြီးတော့တိုးပြီးတော့လှုပ်ဖို့လိုအပ်နေတယ်ဆိုပြီးမြန်မာခေါင်းဆောင်တွေကိုသတိပေးတယ်ဆိုတဲ့သတင်းကိုဒီမှာရေးရေးပြထားပါ။အာအမေရိကန်သမ္မတအိုဘားမားတည်တဲ့အာရှခေါင်းဆောင်များထိပ်တီးဆွေးနွေးပွဲတက်ရောက်နိုင်ရန်နိုဝင်ဘာလ၌တဲ့မြန်မာနိုင်ငံတို့လာရောက်မည်ဖြစ်ပြီးအရှိအာရှထိပ်တီးဆွေးနွေးပွဲသို့သမ္မတအိုဘားမားတက်ရောက်မည်ဖြစ်ပြီး ပြပြင်းပြောင်းလဲမှုများတိုးတက်လာသည်ကိုမတွေ့မြင်ရပါကအမေရိကန်သည်ပိတ်ဆို့အရေးယူမှုများထပ်မံလျှော့ချတာပွဲမရှိကြောင်းကယ်ရီတကားပိတ်ဆွေးနွေးပွဲများကိုများပြည်သူတို့ထုတ်ဖော်ပြောကြားခွင့်မရှိသောကြောင့်အနည်းမဖော်လိုသောအမေရိကန်တာဝန်ရှိသူများကပြောကြားခဲ့သည်ဆိုပြီးတော့ရေးပြထားပါတယ်ကျွန်တော်တို့ဒီပုံစံနဲ့တုံနေတုံနေလုံနေမယ်ဆိုလို့ရှိရင်အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကတော့ထပ်ပြီးတော့လျှော့ချတာပွဲမရှိဘူးအကူအညီတွေလည်းဆက်မလာတော့ဘူးဆိုတော့ဒီ ပေးတဲ့ message ပါပဲဒီတင်ရတော့လေဟုတ်ကဲ့အဲ့ဒါကိုတမရာကြီးကလည်းပြန်ပြီးတော့သူတို့နောက်ကြောင်းပြန်လဲဖို့ဆိုတာမရှိပါဘူးလို့ဆိုတာလည်းပြန်ပြီးတော့သူကလည်းဒီဘက်ကနေပြီးတော့အချက်ပြလိုက်ဟုတ်ပါတယ်နော်ဟိုသူပြန်ပြီးတော့ပြောသေးတယ်အပြစ်တွေကြီးပဲပြောမိပါနဲ့အပြူတော့ကောင်းတဲ့ဘက်ကနေပြီးတော့မြင်မေးပါအောင်ဘာညာနဲ့သူပြန်ပြောတာရအောင်ရှိရဲမာရင်မင်းကောင်ပေးသတင်းဖတ်ပြမယ်ဒီ white serene သားထဲမှာဖော်ပြထားတဲ့ manly prey ဘက်ကမှာပြစ်မှုကျူးလွန်တဲ့လူ၁၁ဦးကိုအလုံးနဲ့ထောင်နဲ့၄နှစ်ချမှတ်ခဲ့တယ်တဲ့ ဒီအမှုအနေထားကတော့တေချာမသိရသေးတဲ့အတွက်မှတ်ချက်ပေးဖို့ခက်တယ်တဲ့အမိန်ချရတာများတယ်ဆိုရင်တော့အယူခံဝင်လို့ရပါတယ်လို့တရားလွှတ်တော်ရှင်နေဦးသိန်းသန်းဦးကပြောကြားခဲ့တယ်ပေါ့နော်ဦးထွန်းနှုံဦးသိဆုံးမှုနဲ့ပတ်သက်ပြီးတော့တရားခံ71ဦးကိုတဲ့ချမ်းရည်သာသံမြို့နယ်တရားရုံးမှာဩဂတ်လ4ရက်နေ့ကတရားဆွဲဆိုခဲ့ပြီးဩဂတ်လ17ရက်နေ့မှာအမှုစစ်ဆေးဖို့ချိန်ဆထားပါတယ်ဦးဆုံးမင်းသိဆုံးမှုနဲ့ပတ်သက်တဲ့ ကျူးလွန်တဲ့လူလို့တန်တရားရှိတဲ့သုံးမျိုးတော့ခေါ်ယူစစ်သိနေပြီးတရားရုံဆွဲတင်နိုင်ခြင်းမရှိသေးပါဘူးတဲ့ဒီဖြစ်စဉ်ပေါ်ကိုအကြောင်းပြုပြီးတော့မန္တလေးမြို့မှာရုံးရင်ဆန်ခတ်မှုများဖြစ်ပွားရမှာအရေးယူခဲ့တယ်တဲ့အလူတက်မှုနှုတ်မှုကနေပြီးဖမ်းဆီးရမိတဲ့သူက14ဦးထွက်ပေးတဲ့လူတွေက10ဦးလောက်ရှိပါတယ်တဲ့ဒီမန္တလေးရုံးရင်ဆန်ခတ်မှုမှာပေါ့နော်အမှုစုစုပေါင်း19မှုဖြစ်ပွားခဲ့ပြီးတော့ဖမ်းဆီးရမယ့်သူ2ဦးပါတဲ့ပြည်မှုနှစ်ခုမှာပါဝင်ကျူးလွန်ခဲ့တဲ့ဖြစ်ဖြစ်စုစုပေါင်းဖမ်းဆီးရမိသူ56ဦး တိန်းရှောင်ထွက်ပြေးခဲ့သူ36ဦးကိုဥပဒေနဲ့အရေးအရေးယူထားတယ်လို့နိုင်ငံတော်သမရယုံ website မှာ August လ2ရက်နေ့ကနေပြီးကြေညာထားတယ်တဲ့။ Okay ပါ။ Okay. Okay ကျွန်တော်တော့ဒီ70ရဒီသတင်းလေးတစ်ပုဒ်ဖတ်ပြချင်ပါတယ်။ဒီမှာရေးထားတာကဆန္ဒပြနေသောမိချောင်းကံပြည်သူတူဦးကွယ်လွန်တဲ့ တိန်းစီခန့်မြေပြန်လည်ရရှိရေးတပိတ်စခန်းဖွင့်ဆန္ဒပြတောင်းဆိုနေသောမိချောင်းကပြည်သူတပိတ်စခန်းမှာတဲ့အမျိုးသမီးကြီးတူကတဲ့ဆန္ဒပြတောင်းဆိုနေတဲ့138ရက်ပြည့်မှာတဲ့သူကွယ်လွန်သွားတယ်။အော်သူအစခန်းမှာပဲကွယ်လွန်လာ။စခန်းမှာသူကဒီမှာစက်ရေးထားပါတယ်။ဒီအသက်86ရွနဲ့အရွယ်ရှိတဲ့ဒေါ်တောင်းညွန့်ကတဲ့ဩဂုတ်လ10ရက်နေ့ညနေ9:00ခွဲမှာတဲ့ကျမ်းမာရေရုတ်တရက်ဆိုးရွားပြီးတော့တဲ့ နောက်ကလာပဆေးရုံကိုသွားပြီးတော့ပို့အာမှာဆေးရုံမှာပြေဆုံးသွားတယ်ဆိုပြီးတော့ရေးထားပါတယ်။တန်ဒူလာပန်းချံပြီးမှတဲ့တပိတ်စကန်ဖွင့်ပြီးတော့ဆန္ဒပြတောင်းဆိုတဲ့အခါမှာတဲ့မိကောင်းကံပြည်သူတွေကမိုးတွင်ကာလအမိုးမလုံတာတွေနောက်တော့ဆန္ဒပြတောင်းဆိုနေတဲ့အသက်ကြီးအမျိုးသမီးတွေကတဲ့မိုးရင်ဆိုပြီးတော့ကျမ်းမာရေးထိခိုက်လာတဲ့အတွက်တဲ့မိကောင်းကံတပိတ်စကန်နေပြည်သူတွေကနေပြီးတော့ပြောတယ်ဆိုပြီးတော့ရေးသားထားပါတယ်။ဒေါ်တောင်းညွန့်ကတော့တဲ့မနေ့ကပဲကျမ်းမာရေးကြောင့်ဆေးရုံကိုပို့လိုက်ရင်ဆေးရုံမှာပဲဆုံးသွားတယ်။ မိုးတွင်းဆိုတော့မိုးမလုံလို့မိုးရေးဆိုတဲ့မှာနေရတာတဲ့။ဟွာကြီးတွေလေဖက်ချင်တယ်လို့ဖြစ်နေတယ်တဲ့။အဲ့ဒါကြောင့်သူတို့အိမ်တွေကိုပြန်ပို့ထားတယ်။အချို့တက်ကြီးရွယ်တွေကိုလည်းပြန်ပို့ထားတယ်ပေါ့နော်။မန်ရင်မင်းမွေးကရောဒီခုကတ်တွန်းဖတ်ပြမယ်ဆိုဘယ်ကတ်တွန်းလေးဖတ်ပြမလဲဗျ။ Daily 11နဲ့မှာဖော်ပြထားတဲ့ကတ်တွန်းလေးပေါ့နော်။လူနှစ်ယောက်ရက်နေတယ် တယောက်ကတော့ရိုးရိုးပြည်သူတွေကလူပဲဖြစ်မှာပဲနောက်တယောက်ကကြတော့ခေါင်းပေါင်းနဲ့ချိတ်ပစိုးနဲ့အင်းမသူကပြောလဲဆိုတော့နိုင်ငံတော်အကြီးညိုပြည့်စေတဲ့အမှုတွေထဲမှာတဲ့နိုင်ငံတော်အကြီးညိုပြက်အောင်တော်ပြောတောင်ပြောပောက်ခရပြောနေတဲ့ဝင်ကြီးတွေရောမပါဘူးလားဗျဆိုသူကမေးခွန်းထုတ်လာတာလေအမခေါင်းပေါင်းနဲ့ချိတ်ပစိုးနဲ့လူကြီးရတယ်ဒေါ်လာလည်းဖြစ်လန့်တယ်ဆိုတော့အဲ့လိုမျိုးအင်းမအဲ့ပါတော့သူတို့လည်းတကယ်တမ်းဆိုလို့ရှိရင်သူတို့ရဲ့ပြောစကားတွေဟာတာမန်ပြည်သူတွေတာမန်လူထုတွေပြောစကားတွေပို့ပြီးတော့ ဒါတာဝန်ယူမှုတာဝန်ခံမှုတော့ရှိရမယ်ပေါ့နော်ဟုတ်ကဲ့ပါဒီကတ်တုံးလေးနဲ့ပဲကျွန်တော်တို့ဒီသတင်းစာ channel တွေကကောင်းလို့ရတာတွေကောင်းလို့တင်ဆက်ပေးတဲ့အစီအစဉ်ပထမပိုင်းကိုရှင်းနာခွင့်ပြုပါခင်ဗျာဒီ video ကိုစောင့်မျှော်ကြည့်ရှုတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်